္ဂလာပါရှင်ရှင်းလင်းချင်တဲ့သတင်းဌာနမှဖြစ်နေကြဆိုလိုက်ပါရယ်2025ခုနှစ်အပရလ14ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းရှင်တွေကတော့မင်းနဲ့တွင်စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့်မြို့မနှစ်ချင်းဖျားကြောင်းထိခိုက်ပျက်စီးကြောင်းလူသားချင်းစာနာထုတ်ထွန်းမှုဆိုင်ရာကောင်းဆောင်မှုမိလာခန့်ကို CHRO တရောက်ဆွေးနွေးကြောင်းတပိတ်ချင်းချောင်းကြီးရွာကိုတကြံအကျိုးနဲ့ညပိုင်းတွင်စစ်တပ်က လေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုတွင်ပြည်သူ၂ဦးသေဆုံးကြောင်းနဲ့မြလင်ကြောင့်ဒုက္ခပေးကြုံနေရတော့လဲအကြံဖက်စစ်ကောင်းဆောင်နဲ့ဒုစစ်ကောင်းဆောင်တို့ဥဆောင်ပြီးတကြံပွဲကျင်းပနေတဲ့တရင်တို့ပဲဖြစ်ပါရဲ့ရှင်။မင်းတပ်တွင်စစ်ကောင်စီတပ်လေးကြောင်းတိုက်ခိုက်မှုကြောင့်မြန်မာနှစ်ကျင်းဖရားကြောင်းထိခိုက်ပျက်စီးသွားတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ချင်းပြည်မင်းတပ်မြို့တွင်စစ်ကောင်စီတပ်လေကြောင်းတက်ခဲမှုကြောင့်မင်းတမျိုးမှနှစ်ချင်း MBC ဖျားကြောင်းအပါဝင် အနည်းဝန်းကျင်ရှိအဆောက်အုံချုပ်ထိခိုက်ပျက်စီးသွားကြောင်းမင်းတပ်ဒေသခံများထံမှသိရှိရပါတယ်။အပရလ23ရက်ညနေ၄နာရီ5မိနစ်အချိန်ခန့်တွင်စစ်ကောင်စီတပ်ကမင်းတမျိုးအား jet fighter ဖြင့်ပေါင်900ပုံကြေးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေသခံပြည်သူများထိခိုက်မှုမရှိကြောင်းဒေသခံတရင်ချင်းတွေကပြောဆိုထားပါတယ်။ဒေတာခန်တရင်ကြီးတွေကပြည်သူလူထုတို့ထိခိုက်မှုမရှိဘူးပေါ့နော်။ပောက်ကြားပောက်ကြားအိမ်တွေထိခိုက်ကြရများလို့အဆောက်အအုံတော့ အတိအကျမတီးရသေးဘူးလို့ Channel Channel သတင်းဌာနတို့ပြောဆိုထားပါတယ်။မင်းသမီးပေါ်ရင် ပြည်သူလူထုအနေချင်းသာနေရက်ပြန်လေနေထိုင်နေကြပြီ။ယနေ့နဲ့နောက်ပိုင်းတွင်မင်းသမီးမန်ဟစ်ချင်း MBC ဖျားကြောင်း၌ဝပြုတ်အစီအစဉ်ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါတယ်။မင်းတက်ဒီတက်ခံတွင်နေနေပဲပြန်နေကြတယ်။မြို့ပေါ်မှာတော့ဝင်းနေလို့တိတ်မရသေးဘူးလို့မင်းတက်ဒီတက်ခင်ကဆက်လက်ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလ9ရက်နေ့ညအချိန်တွင်လည်းမင်းတက်မြို့နေ ဖြီကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ကျင်း Embassy of God AG အတင်းတော်ရဲ့ဓမ္မအမှုတော်ဆောင်ဆရာတပါမတန်ဆွမ်းတူခုနှစ်နှစ်အရွယ်ကလေးတူရှစ်လသားအရွယ်ကလေးတူတက်ကြီးရွယ်ဦးနှစ်ဦးတည်ဆုံခဲ့တယ်လို့သိရှိရပါတယ်ရှင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကောင်းဆောင်မှုမြေလက်ခံကို CHRO ကတရားစွဲနွေးတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပြီးတော့ပါမယ်ရှင်။ 2025ခုနှစ်အပရလ6ရက်နေ့9ရက်နေ့ကဒါကာနိုင်ငံဒူဟာမြို့မှာကျင်းပတဲ့လူသားချင်းစာနာထုတ်ထားမှုဆိုင်ရာကောင်းဆောင်မှုမီလာခန့်မှာလူအခွင့်ရေးဖွေ CHRO ကတယောက်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါမီလာခန့်ဒီလူသားချင်းစာနာထုတ်ထားမှုဆိုင်ရာစင်တာနဲ့ပရိပခနဲ့လူသားချင်းစာနာမှု လေ့လာရေးစင်တာတို့ပူးပေါင်းပြီးကျင်းပတာဖြစ်ပြီးချင်းလူအခွင့်ရေးဖွေ CHRO ကရှေ့တန်းမှဦးဆောင်ခြင်း လူသားချင်းစာနာထုတ်ထားမှုဆိုင်ရာရှိတန်တက်ကောင်းစင်နဲ့ high level panel မှာပါဝင်ဆွေးနွေးခွင့်ရရှိခဲ့တယ်လို့သိရှိရပါတယ်။ဒီဆွေးနွေးပွဲကို Syria, Ukraine, Sudan နဲ့မြန်မာနိုင်ငံအပါအဝင်ကမ္ဘာအပြင်ထံဆုံးလူသားချင်းစာနာထုတ်ထားမှုဆိုင်ရာအချက်တီးဖြစ်ရာဒေသတွေက ရှိတန်ကောင်းဆောင်တွေကိုဖိတ်ခေါ်ဆုစီချတာဖြစ်ပါတယ်။ CHRO ကမြန်မာနိုင်ငံတွင်လူသားချင်းစာနာထုတ်ထားမှုဆိုင်ရာနဲ့နိုင်ငံရေးအခြေအနေတွေအရင်အမြန်ယူရွှန်းလာမှုကို မိမောင်းထုတ်ပြထားခဲ့ပြီးလူလုံးရစမှုတွေနဲ့တဘာဝဘေးအန္တရာယ်တွေပေါင်းဆက်ပြီးအယက်သားတွေကိုအသက်ဆုံးရှုံးမှုဖြစ်စေတာကိုထိတ်သွင်းတင်ပြပြီးမြန်မာပြည်သူတွေအနေနဲ့နောက်ထပ်ဘာဖြစ်လာဦးမလဲဆိုတော့ theory တစ်ခုနဲ့အမြဲတမ်းစိုးရိမ်ပူပန်နေရကြောင်းနဲ့အချက်ဒီတစ်ခုစီတိုင်းကိုဖြစ်ရှင်းနေရတယ်လို့လည်းဆွေးနွေးသွားပါတယ်။မကြသေးခင်ကဖြစ်ပေါ်တဲ့ငလင်ဟာတဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပြီးစစ်အစိုးရရဲ့ ရက်ဆက်ကြံကြုံမှုနဲ့လေကြောင်းတက်ခဲမှုတွေကအရက်သားတွေကိုပြစ်မှတ်ချပြီးအကြမ်းဖက်ခံနေရစေဖြစ်တယ်လို့ဆိုပါတယ်။အခုလိုလိုအပ်နေတဲ့အရာဟာကေဆေးရေးလုပ်ငန်းတွေရဲ့နောက်ဆက်တွဲလှုပ်ဆောင်ချက်တွေမဟုတ်ပဲနိုင်ငံအနှံ့အပြားကိုအုပ်ချုပ်နေတဲ့တုံ့နိုင်ရေးတပ်ဖွဲ့တွေရဲ့ရွာအခြေပြုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်တဲ့လူသားချင်းစာနာမှုတစ်ခုကိုပြန်လည်သတ်မှတ်ပေးဖို့လိုကြောင်းလဲထောက်ကြခဲ့ပါတယ်။ဒီဖြစ်ရက်ကိုတနာကျင်နာချင်းထပ်ပေါ်ပြီး မင်ကွင်းကျေကကြည်မြင်ပေးဖို့ CHRO ကတောင်းဆိုထားပြီးအကူအညီများပေးတဲ့အပြင်ကိုပိုင်အုပ်ချုပ်မှုဒေတာလိုက်ပြန်လေးထူထောင်ရေးစနစ်တွေနဲ့ရရှိခံနိုင်ရရှိရဲ့အတွက်မှလည်းယင်းနှိမ့်နိုင်ဖို့စစ်တက်ကြီးစူးမှုမှုကိုပေးချပြီးဒီမိုကရေစီနည်းကြပါဝင်နိုင်တဲ့ကောင်းဆောင်မှုကိုမြင့်တင်ပေးတဲ့နိုင်ငံရေးအနာဂတ်တည်တည့်ရဲ့ပေါ်ပေါက်လာရေးကိုထောက်ခံဖို့လည်းတောင်းဆိုခဲ့ကြတယ်လို့သိရှိရပါရှင် တပိတ်ချင်းချောင်းကြီးရွာကိုတကြံအကျိုးနေညပိုင်းတွင်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတက်ခဲမှုတွင်ဒီသူနှစ်ဦးတေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မန္တလေးတိုင်းတပိတ်ချင်းမြို့နီးချောင်းကြီးရွာကိုတကြံအကျိုးနေညပိုင်းတွင်အကြံဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတက်ခဲမှုတွင်ဒီသူနှစ်ဦးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အပရလ23ရက်နေ့ည7:00နာရီ14မိနစ်အချိန်ခန့်တွင်တပိတ်ချင်းမြို့နီးချောင်းကြီးရွာကိုအကြံဖက်စစ်တပ်ကဂျက်ဖိုက်တာနှစ်စီးဖြင့် ဘုံလေးလုံးကြေးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်းဂျေးရွာနေပြည်သူအမျိုးသားတအူးနဲ့အမျိုးသမီးတအူးဒေသုံးက၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်အဆောက်အဦ14လုံးနဲ့အိမ်စည်းကား2စီးပျက်စီးခဲ့ကြောင်းဘင်အိုးလွန်ခရိုင်ပါကဖာမတာဝန်ရှိသူတအူးကပြောကြားထားပါတယ်။ဘင်အိုးလွန်ခရိုင်ပါကဖာမတာဝန်ရှိသူတအူးကပေါင်200နဲ့300လောက်ရှိတဲ့ပုံတီးတွေဂျေးချတိုက်ခိုက်တယ်လို့ခန့်မှန်းနေပြ ချောင်ကြီးကျေးရွာတွင်နေရာ၄ခုကို jet fighter နှစ်စီးဖြင့်ဘုံလေးလုံးကျေးချသွားတာပြည်သူ၂ဦးတေဆုံးပြီး၈ဦးဒဏ်ရာရတယ်လို့ရန်ကုန်ခက်တစ်တရင်ဌာနသို့အကြေပြုပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ငလင်ကြောင့်ဒုက္ခပေးကြုံနေရတော့လေအကြံဖစ်စ်ကောင်းဆောင်နဲ့ဒုစစ်ကောင်းဆောင်တို့ဦးဆောင်ပြီးတကြံပွေကျင်းပနေတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။အာဘင်းငလင်ကြီးလှုပ်ခတ်ခဲ့တဲ့အတွက်တိုင်းနယ်ပြည်နယ်၅ခုချက်မနေမှပြည်သူများ ုက္ခပဲကြုံနေရတော့လေစစ်ကောင်းဆောင်ဦးဆောင်ပြီးနေပြည်တော်တွင်တကြံပွေချင်းပနေကြောင်းသိရှိရပါတယ်။အကြံဖက်စစ်ကောင်းဆောင်ဘူချုံမှုချင်းမြန်အောင်လိုင်းနဲ့ဒုစစ်ကောင်းဆောင်ဒုဘူချုံမှုကြီးစုဝင်းတို့သည်ယမနေ့အပရလ23ရက်နေ့တကြံအကျိုးနေ့ကနေပြည်တော်ရှိမြို့တော်ဝန်မန်တက်ကိုတက်ရောက်၍တကြံအကျိုးဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်းဆောင်ကနေပြည်တော်တွင်တကြံပွေချင်းပနေတော့လေ ဝန်ထမ်းလိုက်ခတ်များ၌အဆောက်အဦများပြီးပြီးတည်ဆုံသူများကို ထုတ်ယူသည့်လုပ်ငန်းများလုံဆောင်ပေးခြင်းမရှိသည့်အတွက်နေရာတော်တော်များများ၌အပုံနှက်များထွက်ရှိနေကြောင်းသိရှိရပါသည်။စကိုင်းငလင်ကြီးကျောင်းတည်ဆုံသူ3689ဦးရှိပြီးတန်ရာရရှိသူ5020ဦးနဲ့ပျောက်ဆုံးနေသူ142ဦးရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပေးရနာတော့ပါမယ်ရှင်။ Channel Channel တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပောင်းနဲ့ခိုင်မြောင်းနေကြပါစေရှင်။